နှစ်ပေါင်း၁၀၀ကျော်အတွင်းအင်အားအလွန်ကြီးမားတဲ့ငလင်လှုပ်ခတ်မှုအပြီးမှာနှုတ်ဆက်တွဲငလင်၃၅ကျင်းလှုပ်ခတ်ခဲ့တယ်လို့မိုးစလကထုတ်ပြန်ပါတယ်။ မလ28ရက်မောလွဲ12နာရီခန့်က Richter scale 9.8အစဉ်ရှိတဲ့အင်အားအလွန်ကြီးမားတဲ့ငလျင်လှုပ်ခတ်မှုအပြီးမှာနောက်ဆက်တွဲငလျင်တွေဇက်တိုက်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ဒီအရေအတွက်ဟာမလ31ရက်ဒီကနေ့မနက်9:55မိနစ်အထိရရှိထားတဲ့အရေအတွက်ဖြစ်ပါတယ်။ဒီကနေ့မနက်ပိုင်းမှာငလျင်2ကြိမ်လှုပ်ခတ်ခဲ့ပြီးဝက်လက်မြို့နဲ့တာဂရမြို့အနီးကိုဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အင်အားပြင်းငလျင်တွေလှုပ်ခတ်မှုအပြီးမှာနောက်ဆက်တွဲငလျင်တွေထပ်မံလှုပ်ခတ်နိုင်ခြင်းရှိတာကြောင့်တတိထားနေထိုင်ကြဖို့မိုးစလကတတိပေး ထားပါတယ်။ကယ်ဆယ်ရေးလုပ်နေတော့ငလင်းလှုပ်လာလို့လုံလက်ဆရက်ပြီးခဏနေလိုက်ရတယ်။တော်သေးတာကအရန်မပြေလို့ကယ်ဆယ်ရေးလုပ်ရင်နောက်ဆက်တွဲငလင်းကိုလည်းစောင့်ကြည့်နေရတယ်လို့ရန်ကုန်မြို့ကနေမန္တလေးမြို့ကိုသွားရောက်ကူညီနေတဲ့ပရာဟိတအသင်းတစ်ခုကတာဝန်ရှိသူတဦးကပြောပါရယ်။ဒါ့အပြင်မန္တလေးနဲ့သခိုင်းမြို့တွေမှာလည်းနောက်ဆက်တွဲငလင်းတွေကိုစိုးရိမ်တာကြောင့်လူအများစုဟာမလ28ရက်ညပိုင်းကလမ်းမတွေပေါ်ကိုထွက်အိတ်ခဲ့ကြရတယ်လို့သိရပါရယ်။